အလုံးသောယောဂီတို့ရှင်မြတ်တောင်တတခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့တရားတော်များကိုနာခံမှတ်သားနိုင်ကြပါပြီ။ဘုံဘုံတော်မနေ့ပြန်ကနေစပြီးတော့၃ရက်တရားဓမ္မကိုပွားများအားထုတ်ကြမည်။ တရားဓမ္မကိုပွားများအထောက်မေဆိုတော့ဝိပဿနာတခုတည်းတို့မဟုတ်ဘူးဘာဝနာတခုတည်းမဟုတ်ဘူးသီလသမာဓိပညာဒီတိက္ခာ၃ရာအလုံးကိုအတူတူကျင့်သုံးသွားမှာသီလကိုလည်းကျင့်သုံးမယ်သမာဓိအတွေ့လည်းကျင့်သုံးမယ် ပညာအတွက်လေကျင့်သုံးပဲပေါ့ယခုယောဂီတို့ကိုဘာတီလယူလိုက်တယ်ဆိုတာဒါတီလအတွက်ကျင့်သုံးလိုက်တာပဲသူတို့ဘာအသက်ကိုမတတ်ရဘူးတဲ့ရှင်တွေယင်တွေကစပရိစိတ်ကအဆုံးဘာမှမတတ်ရဘူး သူတော်ဘာပစ္စည်းကိုမပြစ်မာရဘူးမခေါ်ရဘူးသူတော်ဘာတမ်းမရကိုမပြစ်မာနဲ့လိန်လေပြီးတော့မပြောရဘူးမမဝါစာလိန်လေပြီးတော့မပြောရဘူးတဲ့လိန်လေပြီးမပြောရဘူးဆိုတာဘာတွေပါတယ်ကြမ်းကြမ်းတန်းတန်းလေးမပြောနဲ့ ာလေးပါလေပရုဒ္ဒဝါစာအရှင်ရှင်ကွေးပြန်းအောင်ဟိုလူကိုဒီလိုပြောဒီလူဒီလိုပြောအဲ့ဒီလိုကွေးပြန်းစေတတ်တဲ့စကလုံးကိုလေးမပြောနဲ့ကိုပြောခြင်းတဲ့စကားကိုတက်ရိပ်မပြောဟိုလူပြောခံပြီးရင်လူတွေကဒီလိုပြောနေပြီလို့ရှောက်လို့အဲ့ဒါဒီတမ္မဝါစာမမြင်ဘူးတဲ့မုတ်တဝါဒဖြစ်တယ် နောက်တန်ဖဖလာပအယေမယအဖမယတိုးပြိုတောင်ပြိုပြိုးရင်လေတီလပြက်တည်တယ်နောက်ပြီးတော့တည်ရတည်ရမတော့စားရဘူးတဲ့နောက်ညနေစားမစားရဘူးတခြင်းတည်းမစိုးရဘူးဟာဓမ္မလှပ်ပနေအောင်လေပြင်ဆင်မနေရဘူးတဲ့အသင်တင်းတို့ပြင်ဖို့ နခံခံညာညာကြီးလေးမနေရဘူးတဲ့ဥစ္စာတယနာ မဟာတယနာမြင်းတဲ့နေရာမြတ်တော့နေရာဟောအမြင်ကြီးပြောတာမဟုတ်ဘူးစပေရှိခံခံညာညာကြီးနေရင်လေတရားမရနိုင်ဘူးတဲ့ဆိုတော့အဲ့ဒီမှာယောဂီတို့ကျူးလွန်မိမဲ့တိုက်ခဘုကာ မုဒ္ဒဝါဒဒီတိတ်ခါဘုံရှိမယ်မုဒ္ဒဝါဒတခုအဓိကရှိနိုင်နေနောက်ကြံတာတော့မတွေ့ဘူးနောက်ဟိုဘက်ကမေတ္တာသဟဂတိနစေတ္တမေတ္တာစိတ်နဲ့မနေနိုင်တာတခုအဲ့ဒီနှစ်ခုလောက်ပဲရှိအဲ့ဒါကိုယောဂီတို့တတိထံပြီးတော့ကျင့်သုံးရမယ် တရားစခန်းလာပြီဆိုရင်သီလကျင့်စဉ်အတွေ့ရောပမန္တိကျင့်စဉ်ပညာကျင့်စဉ်အတွေ့ရော အားလုံးပါသွားတယ်။ဒါကြောင့်ဒီမန္တောဝစီပိတ်တရားစခန်းဆိုတော့ဓမ္မုဒ္ဒဝါဒလေးပြီးသွားတာပေါ့။ဒါပေမဲ့ဒီမန္ဘာတစ်ခုရှိလဲဆိုတော့ကိုယ်စိတ်ထေကိုကား လောလောဆင်စကားမပြောပေမဲ့စိတ်ထဲမှာတွေးကြံနေရင်ကြိတ်ကြံနေရင်လေတရားမရအဲ့ဒါကိုဒီဘုဗ္ဗတော်အင်္ဂုတ်ထိုအစပိုင်းမှာတော်တော်များများတွေ့ရအဲ့ဒါနဲ့ပတ်သက်လို့ဒီဘုဗ္ဗတော်ယောဂီတို့ကိုပေးထားတဲ့ဇာရွယ်ထိမှလည်းပဲအဲ့ဒါတွေအချင်းချုပ်ပြီးတော့ဒီမှာရေးသားတင်ပြထားတယ် စိတ်ဆိုးစိတ်ပြည့်မလွေနေတဲ့တခုခုဆိုစိတ်ဆိုးတယ်တခုခုဆိုစိတ်ပြည့်တယ်သိချတယ်တဲ့အဲ့ဒီပုံကိုမျိုး တရားမရဘူးတဲ့ယံညို့ဖွေတယ်ငါကြောင်းတိရမေတို့အဟိုလိုဖြစ်ရမေဒီလိုဖြစ်မေတို့ဒါကယံညို့ဖွေတယ်မလုံရေးတဲ့အလုံမရှိဘူးတို့ အဲ့ဒါယံညိုးဖွဲ့တာအဲ့ဒီပုဂ္ဂိုလ်လေးတရားမရနိုင်ဘူးတဲ့။နောက်ဂျေဇုတရားကို မရှိဖြစ်ရဘူးတဲ့။ဟာသူကတော့ငါ့ဘုံမှာဘာဂျေဇုမှမရှိဘူးအဲ့လိုမပြောရဘူးတဲ့။အားလုံးကတော့ဂျေဇုမကင်းဘူး။နောက်အပြိုင်ဆိုင်တယ်မလောက်ရဘူးတဲ့။ကောက်ကျစ်စင်လေခြင်း မပြုရဘူး။သူတရားကိုမနှံလို့လို့မကြိတ်လို့မကြည်နှံ့လို့ အမျိုးမျိုးချောက်လုပ်တယ်ကိုမလုပ်ဘူးသူများလုပ်ခိုင်းတယ်ပြောခိုင်းတယ်အဲ့ဒါကောက်ကျစ်တာစင်းလေးတာနောက်ထောင်လွှဲခြင်းမာနမရှိရဘူးတဲ့ငံဘေးဟိငါကဘေးကောင်းဘေးဘလို့လူမျိုးဘေးအဲအဲ့ဒီလိုကိုယ့်ကိုယ်ကိုသူများကိုသိစေခြင်းနေတာသူများကိုသိစေခြင်းနေတာကိုယ့်ကိုယ်ကို အထင်ကြီးလွန်းရင်လေတရားမရဘူး နောက်ပြောရဆိုရလွေကူသူ ဖြစ်ဖို့လိုရင်တခွန်းပြိုလေးနမတော်နှကွန်းပြိုလေးကယူမစိအဲဆိုရင်လေမရဘူးတဲ့နောက်မနန်လိုချင်းဝန်တိုချင်းလေးကင်းရမေးအဲ့ဒီစိတ်တွေရှိရင်လေတရားမရနိုင်ဘူးတဲ့နောက်ဟိုဘက်ကတရားရဖို့အတွက်တရားရှိတဲ့ပဝန်းကျင်နဲ့ပေါင်းသင်ဆက်ဆံရမယ် အစီစဉ်တွေမစမ်းနဲ့တိတ်အများကြီးမစမ်းနဲ့နောက်အလိုနေရမယ်ရှိရှိသမျှနဲ့ရောင်ရည်ရမယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုမွေးမြူရမယ်စိတ်ကိုညင်းအေးစွာထားနိုင်ရမယ်ဖြောင်းဖြောင်းရှင်းရှင်းပေးထားနိုင်ရနောက်ပြီးတော့တရားရလိုတဲ့ပုဂ္ဂိုလ်ဟာဂုံလိုတွေပွားနေရမယ်မေတ္တာပို့ရမယ်အတုပရှုရမယ် မရမရဏနုတတိဆိုတဲ့ငါသည်တနည်းတရားမေဆိုတဲ့ဒီတရားတို့ကိုလေပဲပွားများအားထုတ်ရမေတဲ့သရဒါကယောဂီတို့ဘုံဘုံတို့မှာရှိသင်တဲ့ရှိရမေလို့ပြောဆိုထားတဲ့အချက်လက်တွေဒါဆိုဘုံဘုံတို့ယောဂီတို့ကဒါကိုကြည့်ပြီးတော့မရှိသေးရင်လေ ရှိအောင်ကြိုးစားရအောင် အဲ့ဒီလိုကြိုးစားနိုင်တော့မှယခုအားထုတ်တာတွေဟာအဖတ်တင်မေအရာရောက်မေအဲ့ဒါတွေမစွန့်လို့နိုင်ဘူးဆိုရင်တဲ့မဲ့ဖို့နိုင်ပံမျက်မှောက်မပြုနိုင်ဘူးတဲ့မအပ်ဆက်ဘူးလေမာနတွေတက်နေတဲ့လူကမဲ့ဖို့ရသွားတယ်ဆိုလို့မဖြစ်ဘူးလေသူတို့ဘက်ကမျိုးမျိုးကျင်းစီ မကောင်းထုတ်နေတဲ့ပုဂ္ဂိုလ်ကမက်ဖို့ရသွန်းသည်ဆိုလို့မအပ်စားဘူးဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဒီလိုမအပ်စားတဲ့အရာတွေရှိရင်ထုတ်ပြမှရမယ်ဆိုပါစို့ယောဂီတို့အပြင်ကိုဈေးသွားတဲ့အဝတ်စားနဲ့ဟိုအမျိုးမျိုးပေါ့ခက်ပေါ်အဝတ်စားနဲ့ဈေးသွားတဲ့အဝတ်စားနဲ့ဘုန်းကြီးကြောင့်လာဖို့ကမအပ်စားတယ်လို့ပို့ မမတဲ့တော်တလို့ပေါ့ယခုလည်းပဲအဲ့ဒီစိတ်ဓာတ်တွေရှိရင်တဲ့ဒီဘက်ကသီလတမန်တိပညာကျင့်စဉ်တွေနဲ့မအပ်စပ်ဘူးတဲ့ဒါပြင်ဘုံဘုံတို့ယောဂီတို့အဲ့ဒီစိတ်ကို ထုတ်ပြီးအာလုံးရှင်းရှင်းလင်းလင်းဖြောင်းဖြောင်းတန်တန်ရှိနေရမေမြေလုံးမှိတ်လိုက်တာနဲ့ဘသူကိုမကြည်နံ့ဘူးဆိုတော့ပုံရိပ်မပေါ်စေနဲ့ အလုံးရှင်းနေရသူများကကိုယ်ကိုရှင်းမရှင်းတော့မသိဘူးကိုယ်ကရှင်းနေရလူတိုင်းကတော့ကိုယ်ရှင်းဖို့တော့မဖြစ်နိုင်ဘုရားတော်မကြိုက်တဲ့လူကအများကြီးသူကသူထိုင်းနေတဲ့ဒီကြောက်စင်ထုကိုတော့မကြိုက်တဲ့လူအများကြီးဒါကြောင့်ကိုယ်ဘက်ကတော့ရှင်းဖို့လိုတယ်သူများဘက်ကတော့သွားမရှင်းလည်းမရဘူးကိုယ်ထစ်မှကိုယ့်ရဲ့နှလုံးသားထစ်မှစိတ်ကလေးဟာ တန်ရှင်းကြည်လင်နေဖို့ဒါအရေးကြီးတယ်အဲ့ဒီလိုတန်ရှင်းနေတော့မှဘောဘကတီလကျင့်စဉ်ကိုကျင့်ရင်အောင်မြင်မယ်ယခုတာဝစီပိုက်၃ရက်ဝစီပိုက်လို့တော့ဘုရားရှင် မဟုတ်ထားဘူးဒါပေမဲ့စကားမပြောနေလို့တလောက်ပြောထားမှဟောနည်းနည်းလေးကျန်လာမပြောနေဆိုလေခိုးခိုးပြောတာ ဒါပေမဲ့အများကြီးတော့မပြောတော့ဘူးပေါ့နည်းနည်းလေးကျင်တယ်အမှန်ကတော့တိုက်တိုက်ဆိုင်ဆိုင်ပဲတရားဓမ္မကိုအာယုံပြုဖို့ဒါတိုက်တွန်းတာပါပဲပဇာကြီးပိုက်ထားလို့တရားရရလို့ဆိုလိုတာတော့မဟုတ်ဘူးနောက်တမန်ဒီကျင့်စဉ်နဲ့ပတ်သက်လို့ဘုံတော်ဒီမန်ဂုံတော်ဘွားတွေမေတ္တာပို့တယ်မနေ့ပိုင်းဆိုရင်ခန္ဓာနာရီကနေ၈နာရီ ထိဂုံတော်ဘွားမေတ္တာပို့အဲ့ဒါဘာအတွက်လေးလို့မေးရင်တမန်တိရဖို့အတွက်တော်တော်များများမြေလုံးမိုက်ထိုင်ပါစို့ခဏရင်ခဏကြာရင်မေးတာပဲငိုက်တာပဲမလွေဘူးပို့ဂုံတော်ဘွားမေတ္တာပို့ကနှောက်ကလေးရွယ်မြေလုံးကလေးကြည်စိတ်ကလေးပါရတာဆိုတော့ဟိုထိုင်ခိုက်နေတာနဲ့စာရင်အများကြီးတမန်တိဖြစ်တယ် လူတိုင်းအတွက်လည်းအစဉ်ပြေတယ်အာနန္ဒာနကလူတိုင်းအတွက်အစဉ်မပြေဘူးဒါကြောင့်မနေ့ပိုင်းဆက်ဆက်ခြင်းပဲဂုံတော်ဘောမေတ္တာပို့လိုက်တဲ့အရာဒီပင်လျင်ဘုဘုတော်တမန်တိတီထောင်လိုက်တာပဲတဲ့နောက်ပြီးတော့ဈာတိမှလည်းပဲယုံ난ကိုကြည်ရင်းနဲ့တမန်တိတီထောင်တယ် ဒီယောက်ကဓမ္မလားနံကဓမ္မလားအနိစ္စကဒီလိုပါလားလို့ကြည်ရင်နဲ့လေတမန်တိကို ဖြစ်စေတယ်။နေခင်းဆိုရင်လေပဲနှုတ်ကနေရွက်ပြီးတော့မေတ္တာပို့ရင်အဲ့ဒါလေတမန်တိအတွေ့။ကြာဒီမန်လေးဝိပဿနာယုတ်နံကိုကြည်ရင်နဲ့တမန်တိတီထောင်ခိုင်းပါတယ်။ဆိုတော့တမန်တိနဲ့ဝိပဿနာရိုးရိုးပြီးသွားတာပေါ့။ သုံးရဆိုလိုလေရတဲ့အချိန်မှာရတယ်လို့သင်ကြရမယ်ဆိုတော့အဲ့ဒီလိုလောက်လိုက်ခြင်းဖြင့်တမန်တိကျင့်စဉ်အတွက်လေအသင့်တင်အစဉ်ပြေသွားတယ်။နောက်ဝိပဿနာကျင့်စဉ်ရောက်တဲ့အခါကျတော့ဘုံဘုံတို့ကယောဂီတို့ကအဓိကနားလေဖို့အဓိကသင်ပေးပါတယ် ဘလို့ရှုရမယ်ဘလို့လမ်းလျှောက်ရမယ်ဆိုတဲ့ဟောဒီနိစနစ်ကိုအဓိကသင်ပေးတယ်ဘလို့ရှုရမလဲဘလို့မှတ်ရမလဲအဲ့ဒါကိုယောဂီတို့ကလည်းရအောင်ယူရအဲ့ဒါကိုရပြီဆိုရင်ကျင်ဖန်များစွာပွားတော့တရားလောက်ကအဲ့ဒါပဲရှိတယ် တရားလောက်ကအဲ့ဒါဘုံဘုရောဒီမှာသင်နေတာဒီအများကြီးတကယ်ကတရားရဖို့အတွက် အမှန်ပြောရင်အလောက်မလိုဘူးပရိစ္ဆသမုပ္ပါစေဝံကြီးတခု နားလည်မလျင်လေတရားရတာပဲကိုလေမတရားရတာမဟုတ်ဘူးရုပ်တခုရေးတည်ပြီးတော့ရုပ်ကိုယေရှုရဲ့ရှင်နဲ့အိဋ္ဆတ်ရှင်နဲ့လေသဘောပေါက်သွားတာ တပြင်းအဓိကဘာလိုတာလေးဆိုတော့သဘောပေါက်ဖို့ လိုတာ မဟုတ်ဘူးအကျဉ်းချင်းအဖန်ဖန်ပွားနေဖို့လိုတာရိတ်တာတီတီမှာဆရာတော်တွေသင်ပေးကြတယ်ဆရာတော်တွေသင်ပေးတာ မကောင်းလို့ယောဂီတွေတရားမရတာမဟုတ်ဘူးယောဂီတွေကသေချာမပွားများလို့ တရားမရတာ ဓာရူတွေကဒီစာပေအတိုင်းတော့အနိစ္စဆုံးတော့သင်ပေးကြတာဒါပေမဲ့ကိုယ့်ဘက်ကပွားတဲ့ပွားနှုံကနေတယ်အချင်းချင်းဖန်ဖန်ရှုမှတ်လို့ကအာနေတယ်အာနေတော့တရားမရဘူးပေါ့ဒါဖြင့်ယောဂီတို့ ဒီမန်တို့ထက်ကထက်ကသင်ပေးတယ်တခုနှစ်ခုကိုပဲအစင်လိုက်ဖို့ကကြည့်ပြီးရင်ခတ်ခွေခတ်ခွေပြီးရင်ခတ်ငေကဟာကြီးစသည်ဖြင့်ဒီလိုတခုချင်းတဆင့်ချင်းအစင်လိုက်သွားတယ်သင်္ခန်းစာတခုပြီးတခုသွားတယ်လို့ပေါ့ဟောသင်္ချာသင်္ခန်းစာများကို သင်တယ်လို့ပဲတခုပြီးတခုအစင်ဆက်ယခုဒီမန်အဲ့ဒီလိုသွားတယ် အဲ့ဒီလိုသွားသွားတော့ယောဂီတို့ကအဲ့ဒီအတိုင်းကိုသိရှာလိုက်ပြီးတော့ကျင့်သုံးရမယ်ရှုမှတ်ရမယ်သင်္ဘေဒါကတော့အချင်းချင်းဖန်ဖန်ပြောမယ်ယောဂီတို့ကအဲ့ဒါကိုကျင့်ဖန်များစွာနှလုံးသွင်းဖို့ရှုမှန်ဖို့အာယုံပြုဖို့ပဲကျင့်ဖန်များစွာနှလုံးသွင်းမယ်ရှုမှတ်မယ်အာယုံပြုမယ်ဒါဆိုရင်တရားကိစ္စ ခတ်မြန်မြန်လေးတရားတုတ်တက်သွားမယ်တိကအာယုံစိတ်နေဖို့လိုလိုချင်းချင်းရှိဖို့ပဲဘုရားရှင်ကတရားဘာလို့မြန်မြန်ရသလဲတရားဘာလို့နောက်ကျမှရသလဲဆိုတဲ့မေးခွန်းဘလို့ဖြစ်ထားလဲဆိုတော့အဲ့ဒါနေရာတော်တော်များများတွေ့တယ်တရားဝိရိယတတိတမန်တိပညာနေရင်တရားရတာကြားတယ် တရဝိရိယတတိတမန္တိပညာထိုက်ဆုံးမှရှိရင်တော့တရားကလည်းထိုက်ဆုံးတရားရမှအဲ့ဒီသဘောမျိုးပြောထားသောတာပန်တောင်မှဓမ္မနုတာရီ သောတာပန်ဆိုရင်အဲ့ဒီတရဝိရိယတတိတမန္တိပညာကိုနည်းနည်းမြင့်ထားလို့တရနုတာရီသောတာပန်ဆိုရင်တော့သူထက်နည်းနည်းနိုင်တယ် တရဏုတာရီသောတာပန်ဆိုတာဝိတာခာဂေတုဝိတာခာကဘုရားပါပြောပြောအကုန်ယုံတယ်ယုံနံကိုလည်းယုံတယ်အနိစ္စကိုလည်းယုံတယ်အနိစ္စဘလို့လဲလို့သိမတွေ့ဘူးယုံတဲ့အတွက်ကြောင့်ဘာမဆိုအနိစ္စပဲလို့သူနှလုံးသွင်းတဏုံသွင်းတော့သူကနေနေလေးနေတဲ့တရဏုတာရီသောတာပန်ဖြစ်တယ် တတိယဉ္ဇာအိဋ္ဌဆရဲ့သဘောကိုသိရန်ဝေဖန်စီစစ်မယ်ဆိုရင်တို့ဉာဏ်တွေထက်မြင့်မှရမယ်အဲ့ဒီလိုဖြစ်တဲ့သောတာပန်ကိုဓမ္မနုတာရီသောတာပန်တဲ့အဲ့ဒီလိုလေးစတဲ့မှာတွေ့ရတယ်ယခုခေအရိယာတွေဖြစ်ကြရင်တဏ္ဍနုတာရီသောတာပန်အစင်ခတ်နေနေသောတာပန်ပဲဖြစ်တယ် ဘသူမှအနိစ္စကိုအသိစိတ်မကြည့်ဆိုပါစို့ယောဂီတော်ဒီမန်လေးသောတာပန်နေပါကောင်းပါနိုင်တယ်ဒါပေမဲ့ဘုံဘုံတို့ပြောတဲ့ဟာယောဂဟာစက္ကန့်တိုင်းမှကြီးရင်နေတယ်ဆွေးမြင့်နေတယ်အုံမဲနေတယ်ပြောင်းနေတယ်သစ်ပင်တွေလည်းပြောင်းနေတယ်တလောကလုံးပြောင်းနေပါရောလားအဲ့လောက်ထိတိတိဝင်ဝင် မစင်းစားဖြစ် ဘလို့စဉ်းစားမလို့အလုံးတလောကလုံးအနိစ္စပဲအနိစ္စလို့ဘုရားပြောထားတာကိုယုံနေယုံတဲ့အတွက်ကြောင့်လေတထိတ်ချပဲအနိစ္စတန်းပြောတာအဲ့ဒါကိုတဒံနုတာတွေတဒံအားအစင်လျို့သို့တလို့ပြောတယ်ဒါဖြင့်ဒါကြောင့်ဒီယခုခေတ်သောတာပန်တော်တော်များများသည့်တဒံနုတာတွေသောတာပန်ပဲဖြစ်တယ်ကိုယ်စီကိုတရားရခိုင်နှုံးပေါ့ တေတေရှာရှာစီစစ်ပြီးသွားရင်တော့အထက်ထက်တော့မက်ဖို့များကို ရောက်တဲ့အခါကိုယ်အတွက်တက်တာလွေကူတွေအဲ့ဒီအကျိုးတို့ရှိဒါဖြင့်ဆိုလိုချင်တာကယောဂီတော်အကျဉ်းချင်းအဖန်ဖန်ပွားများအားထုတ်နေရသင်တာကိုနားမလည်လို့တရားမရတာမဟုတ်ဘူးဘုန်းကြီးရှိပဲဓမ္မယုံထိုင်တဲ့အရှင်ပဲတရားရှုတယ်ကြံတဲ့အရှင်တရားမရှုအဲ့ဒီတရားမေ့မေ့ပြောက်ပြောက်ပဲ ဒါကြောင့်တရားမရတာအဖြေကဒါပဲဒါဆိုရင်ယောဂီတို့တရားရခြင်းတလားရခြင်းပါတယ်ရှင်ဘုရားရခြင်းရဒီဓမ္မယုံမှန်ရှိသလိုပဲဓမ္မယုံကထပ်သွားတဲ့အခါလေအဲ့ဒီလိုနှလုံးသွင်းပါဒါဆိုရင်၃ရက်ဆိုရင်ယောဂီတို့အဖြေတစ်ခုထွက်တယ်အရိယာဖြစ်တယ်လို့ဆိုတော့တာမဟုတ်ဘူးယောဂီတို့လိုချင်သိရင်တဲ့ အဖြစ်တခုရှင်းရှင်းလင်းလင်းကိုရတယ်ဉာဏ်စဉ်တွေလေးတိုးတက်သွားမယ်၃ရက်ပဲဒါကတော့ဒါယောဂီတော်ဝိပဿနာကို သွားတဲ့အခါမှာတတိထားဖို့အကျဉ်းချင်းဖန်ဖန်ပွားဖို့ပဲဟုတ်ပြီဒါဆိုရင်ယောဂီတို့တရားထိုင်နေဆိုတော့ ထိုင်တဲ့အခါမှာတော့ရှင်တကို ရှင်နာရှင်ပြီးတော့ထားဘုံဘုရောဒီစာရွက်ထိမှန်လေးရေးထားပါလေတင်ပလင်ခွေနီးပို့နောက်မှဒါယောဂီဟောင်းနေဆိုတော့အလုံးလေးတချို့လေးဖတ်ပြီးသားဖြစ်လေရှင်တကိုရှင်နာရှင်ကထားလျက်တင်ပလင်ခွေမုံကို ယူလိုက်ပါရှင်တော်ကိုရှင်တော်ဒီလိုတချောင်းပေါ်တချောင်းဖိတ်ထားရင်ထုံကျင်တာဖြစ်တယ်ရှင်တော်ဒီလိုလေးရှင်ထား တတ်တော်သောအသာသာရှင်မထိစီနေအနှောင့်ရှင်ဖြစ်တတ်သည်ပြရင်ခါကိုခတ်ဆန်းဆန်းလေထားယင်ကိုလေခတ်မှတ်မှတ်လေထားပြရင်ဘေဘက်လက်ပေါ်မှာညံဘက်လက်ကို တင်ထားလိုက်အဲ့ဒီမှာလက်မလက်မရှင်မထိနေထိထားရင်စိတ်ကအဲ့ဒီနောက်ကသွားသွားရောက်နေတယ်ခန္ဓာကိုယ်ကြီးငါမဟုတ်ဘူးလို့စွန့်လို့ဖို့အတွက်နည်းနည်းလေးခေရင်တယ် ထိတံပဋိဒါတိအမှန်အမှန်နဲ့တော့မဆိုင်ဘူးသို့တော်ရှုမှတ်တဲ့အခါနည်းနည်းလေးအနှောင့်အယှက်ကင်းအောင်လို့လက်ပွဘေဘက်လက်ပွညံဘက်လက်တင်ပါလို့တော့ဖယံမပြိုးဒါကြောင့်အစဉ်ပြည့်တယ်လို့တင်ဥကောင်းကိုတစ်တစ်မမထမြေလုံးကိုသာလေးမှိုက်တဲ့ အဲ့ဒီမှာဘဝတွေဘာတွေကိုလေဟိုအာမလို့အာမရဖြစ် မဖြစ်အောင်လို့တွေး တွေးရမထားနဲ့ပေါ့တတ်တရရအဲ့ဒီမှာပစိုးတွေဘာတွေလဲအတင်းဆွေးရှိပြီးတော့ဝတ်မထားနဲ့ပုတ်ပုတ်ပန်းပန်းသက်တောင်းသက်တာရှိနေရမယ်မဟုတ်ရင်သက်တောင်းသက်တာမရှိရင်စိတ်ကလေးကအဲ့ဒီနာပဲသွားသွားကတ်နေတာခွာလို့မရဘူးပြီးတော့တဲ့ ခန္ဓာကိုယ်ကို စိတ်မှထိန်းထားခြင်းမပြုပါနဲ့တရားထိုင်ရတယ်ဆိုပြီးတော့တောင့်တင်ထားဖို့မဟုတ်ဘူးတဲ့တရားထိုင်ရတယ်ဆိုပြီးတော့စိတ်နဲ့နဲ့ညှစ်ကောက်တောင့်တင်ထားဖို့မဟုတ်ဘူးဒီတိုင်းပဲစိတ်ကလေးကိုပုတ်ပုတ်ပပပဲခန္ဓာကိုယ်ကြီးကိုသဘာဝအတိုင်းတည်တံ့မှုရှိမရှိ စီစစ်ပါ ခန္ဓာကိုယ်ကြီးကိုသဘာဝအတိုင်းတည်တံ့မှုရှိမရှိစီစည်ရမေကိုကထိန်းထတင်းထလို့ဒီလိုထိုင်နေတာလားပို့ပြီးရင်ခန္ဓာကိုယ်ကြီးကိုမိမိမဟုတ်တယ်လို့မိမိနဲ့မပတ်သက်တယ်လို့သဘောထားကအထောက်ကို ပြစ်ချက်ထားတကယ်တော့ပြစ်ချက်ထားလိုက်ပါထိုဒီထိုင်နေတဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးငံလေးမဟုတ်ငါခန္ဓာလေးမဟုတ် ငါနဲ့လေးမဆိုင်ငါနဲ့လေးမပတ်သက်ဘူးဆိုပြီးတော့ဒီတိုင်းထိုင်ရက်အตาလေးထားခေလိုက်အဲ့ဒါလေးတေချာလုံးမရမလို့နောက်ကြိုယိုးဖက်မှ ထိုင်နေရင်နဲ့ပြဿနာကကြိုယိုးဖက်ကလေးလံခြင်းထိုင်မှန်းခြင်းများရှိလာတော့ထိုတို့သဘောကိုမခံစားပါနဲ့ထိုတို့သဘောနဲ့မပေါင်းပါနဲ့ မိမိနဲ့မဆိုင်သလိုသာခတ်ခွာခွာထားလိုက်ပါလိုအပ်လျင်မျက်စိကိုဖွင့်ထားပေးပါထိုင်နေရင်ထိုင်လို့ကောင်းသလိုလိုဇင်ကြသလိုလိုနောက်ကလေးတက်သလိုလို ဖြစ်လာလိမ့်မယ်အဲ့ဒါဆိုရင်အဲ့ဒီအကြီးကိုသွန်းသွန်းကြည့်ပြီးတော့သူနဲ့သွန်းပြီးတော့မှီးပြီးပါမသွန်းစီနဲ့လိုအပ်ရင်မျက်လုံးဖွင့်တာအဲ့ဒီကောင်အဲ့ဘိုးဆိုပြီးတော့တက်လာတဲ့အကောင် အလောခဆန္ဒတာပြန်ကြသွားရင်ပြန်လေမတ်တင်ပေနောက်ပြီးတော့ခါစင်းနဲ့ဥကောင်းကိုမကြအောင်တရီထားရမေအဲ့ဒါတွေပြင်ဆင်ပြီးရင်တို့သမထပဲရှုရှုဝိပဿနာပဲရှုရှုရှုမှတ်လို့ရပြီရှုမှတ်လို့ရပြီဒါခန္ဓာကိုပြင်ဆင်တဲ့အပိုင်းပြီးတော့ထိုင်ပြီးဆိုတော့နာကျင်ကြိုက်ခဲတဲ့ဝေဒနာလာမှာ နာကျင်ကခဲတဲ့ကာယကဒုက္ခဝေဒနာပေါ့ဆိုတော့ဘုန်းဘုရားဒီယောဂီတို့လေဖတ်ပြီးတန်ဖြစ်လိမ့်မယ်နာကျင်ကခဲလာရင်အဲ့ဒီဖြစ်ပေါ်လာသမျှနာကျင်ကခဲမှုများကို ကြည်ဖြူစွာ လက်ခံရမယ်ဆိုတော့ကြည်ဖြူစွာလက်ခံရမယ်ဆိုတော့ယောဂီတို့ဝေဒနာကြောင်လေးရှုနေဖို့တော့မလိုတော့ ဝေဒနာကြောရာတိတရားရတာမဟုတ်ဘူးဝေဒနာတခဏလေး ပြောင်းသွားတာယောဂီတို့စိတ်ကနေဆုပ်ဆွေးတင်းညှစ်ကောက်ထားတဲ့နာကျင်တဲ့ဟာကြီးတခဏလေး ပြောင်းသွားတာအဲ့ဒါဒီတရားရသွားတာမဟုတ်ဘူးယခုတော့အဲ့ဒီတော့ပြောင်းဖို့မပြောင်းဖို့ဂျိုဖို့မဂျိုဖို့ဆိုတဲ့စိတ်အဆင့်ကိုမရောက်တော့ဘာပြောတော့ဆိုတော့ជីជីဖြူဖြူလက်ခံလိုက်กว่าတဲ့ ူကမကောင်းဆိုအကြီးတကောင်နေနဲ့မမြင်ပါနဲ့နာလာပြီဆိုတာနဲ့ဒီကောင်ကြီးကမကောင်းဆိုအကြီးတကောင်နေနဲ့သတ်မှတ်ထားတာဒါကြောင့်လေကြီးကြီးပြူပြူလက်မခံနိုင်ယခုတော့ကြီးပြူစွာလက်ခံလိုက်ပါဆိုတော့ဘာစိတ်နဲ့လက်ခံရမလဲဘာစိတ်နဲ့လက်ခံရမလဲဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုတိဆောက်ထားတုန်းကပထဝီဆိုတဲ့မြေဓာတ်နာကျင်ကြိုက်ခဲခြင်းလေးလံခြင်းတွေပါတယ်လို့ တေဇောဆိုတဲ့အပူအရေးသဘောကလေးလေးပါသည်ပါလို့ပဲယခုထိုင်းတဲ့အခါအဲ့ဒီသဘောတွေပြန်ပြန်ထွက်တာထိုင်းတဲ့အခါအဲ့ဒီသဘောတွေပြန်ပြန်ထွက်တာပါတဲ့ပြည်စီပြန်ထွက်တဲ့သဘောပဲအထူးစံမဟုတ်ဘူးမနာကျင်ဘူးဆိုရင် အပိတေလိုက် မပူကျင်ဘူးဆိုရင် အပိတေလိုက်ဒါပဲရှိတာပဲယခုမနာအောင် လုပ်နိုင်ပေမဲ့နောက်တည့်ရထဏ ဒါကြောင့်ယောဂီတို့နာကျင်လာသမျှကြည်ဖြူစွာလက်ခံပေးပါမကောင်းစွာကြည်တကောင်နေနေလေးမကြည်ပါနဲ့မမြင်ပါနဲ့ပြီးရင်နာကျင်လာရင် စိတ်ကိုတင်းထားတတ်တယ်စိတ်ကလေးကိုရှုချာပါကြိုပကုံကြိုပေါင်ကြိုတွေကိုတင်းမထားနဲ့အဲ့ဒီသုံးနေရအသက်ကို3 4 5ရှစ်လရှည်ရှည်ရှူသွင်းရှည်ရှည်ပြန်ထောင်းဘာဖြစ်လို့လဲဆိုတော့ယင်ထင်းမှာညှစ်ကောက်ထားမှာဆိုလို့ ပြန်ရှိလက်ကိုလုံးဝမလုံးမိစေနဲ့။나ကျင်မှုောခဏလေးတော့သီခံ။나ကျင်နေတဲ့နေရာကိုစိတ်မကြည့်ပေးနဲ့။အောက်ပိုင်းကပဲလို့ generally လောက်ပဲသိပေး။ပြီးရင်나ကျင်စေတတ်တဲ့တယခံယုတ်နံကိုရှာဖွေ။ဘသူ나ကျင်စေတာတော့လို့ရှာဖွေလိုက်ရင်အဲ့ဒီမှာယုတ်နဲ့နံကိုတွေးလိုက်မယ်။အိုးလက်ဆက်သတ်တော့ယုတ်တရားကဖောက်ပြန်လိုက်။ နံကတိလိုက်တဲ့ယုတ်နံနှစ်ပန်းအလုံးလုံးနေခြင်းသာဖြစ်ပါယောလာတို့အဲ့ဒီလိုနှလုံးသွင်းရမယ်။နောက်တွေးတဲ့အခါမှာလည်းပဲအတွေးကိုအတွေးကြောင့်စိတ်ဆင်းရဲနေဖို့မလိုဘူးစိတ်တလတွေးငံမဟုတ်ဘူးယုတ်နံပဲဆိုရင်ကိစ္စကပြီးပြီ။ဒါကြောင့်ယောဂီအပေါင်းတို့ထိုင်တဲ့အခါမှာကာယကဒုက္ခဝေဒနာကိုကြည်ဖြူစွာလက်ခံရမယ်။ မကောင်းစောဝါကြီးတကောင်းလေးနဲ့မမြင်နဲ့စက်ကလေးကိုအေးချင်ချင်ထပ်ပြီးတော့ပုံမှန်လေးရှုမှတ်သွားရဲ့အဲ့ဒီနာကျင်ကခဲ့တဲ့ဝေဒနာကြီးဆိုတာလေယုတ်ကြီးတော့ကြိုးတာပါပဲဒါလေးပဲယုတ်ကြီးတော့ကြိုးလွားသွားတာပါပဲဒါဆိုရင်ဒီနေ့တော့ယုတ်ကြီးတော့ဒီသုံးရတ္တအတွင်းဘာလို့ရမလဲဆိုတဲ့လမ်းစဉ် ပြီးတော့ဒီမှာကယောဂီတော့ဒီခန္ဓာတိမံလက်ရှိပြည့်စုံပံဖြစ်ပြနေတဲ့ယုတ်တရားနန္တရားကိုအချင်းချင်းဖန်ဖန်ရှုရတယ်ကြည်ရတယ်တွေးရတယ်ကြည်ဆိုတာတွေးတာပဲရှုတယ်ဆိုတာတွေးတာပဲဒီကြောင်းနဲ့ပတ်သက်လို့ဩဒါကြီးကအိဋ္ဌဆမမြေပါယောလားလို့မြင်လိုက်တာလေအတွေးတစ်မျိုးပဲအဲ့ဒီလို အမြဲတမ်းတွေးတိုးနှလုံးသွင်းစင်ကျင်နေရတယ်အဲ့လိုဆိုရင်တော့ယောဂီတို့ဒါအဆင်ပြေပါလေ ော့ဒီမှာကတော့ယုတ်ကြီးတော့6နာရီမှထရင်ရရင်6နာရီကလည်းခရဏာကြီးယုတ်ကြီးတော့ခန်းဒီမှာလည်းစာရွက်တွေကတ်ထားတယ်အဲ6နာရီကခရဏာရဲ့အတွင်းတော့ဒီမှာဟောရောက်ပြီဆိုတာနဲ့ပကံဆွေးပြီးတော့အာယုံစွန်းပြိဋ္ဌာဖုံးပေးယုံပေးဒုနဲ့ဒုစောင့်ဖို့မလိုတော့ဘူးဟောနေစွန်းဆိုရင်လေစောင့်နေဖို့မလိုတော့ဘူးကိုပြီးရင်ထိပ်ပြီးရင်ကို ဖုံးပေးသုံးဆောင်ယုံပေးလူများတော့စောင့်နေရတာကြားတယ် ဒါကြောင့်အလုံးသောယောဂီတို့စဉ်ပေါင်းတို့ယခုဟောလိုက်တဲ့တရားကိုကျင့်ကြံပွားများအထောက်နိုင်ပြီးတော့တရားတို့တရားများရရှိခံစားစံစားနိုင်ကြပါစေကုန်တည်း